ဲ့တဲ့ပိုင်းမှာတော့ Meliorus ကရဇလာတဲ့ drone နှစ်ဦးရဲ့ကံကြမ္မာအကြောင်းကိုပြောပြခဲ့ပါတယ်။ကိုလန်ထဲမှာတော့တစ်ချိန်ကနှစ်သက်ငယ်တွေကိုမဲလိုက်ပြီးကင်းကိုတိုက်ခတ်ခဲ့မှုတဲ့မျက်လုံးတစ်ဖက်ကန်ဖိုးကြီးကလူသားတွေကိုမုံနေဆိုကလိုက်လံတပြက်နေတာကိုမြင်ရပါတယ်။ Hebron ကတော့တွားရမယ့်နေရာကိုလန်ဖြစ်နေတာကြောင့်ဒါဟာကန်စီမန်ယာအတိုင်းပဲထင်ပါတယ်လို့ပြောနေခဲ့ကကင်းကိုလည်းဒီဟာအနေနဲ့ချစ်သူဖြစ်သွားလို့ဂုဏ်ယူကြောင်းကိုပြောခဲ့ပါတယ်။အတောင်သေးသေးလေးတွေပေါက်လာလို့လည်းဂုဏ်ယူပါတယ်ကွာ။မင်းကငါ့အတွက်ထာဝရငွေချင်းကောင်းပါလို့လည်းပြောလိုက်တယ်။အခုလက်ရှိအချိန်မှာတော့ဇေဒရစ်ကိုတိုက်ခိုက်ဖို့အတွက် Meliodas ကပြင်ဝင်သွားပြီ ဖြစ်ပါတယ်သူတို့နှစ်ယောက်တိုက်ခိုက်လိုက်လို့လွင်ထွက်သွားတဲ့ကြောက်တုံးကြီးဟာရေထဲကိုဝင်သွားတယ်လို့မျိုးပြောက်ွက်သွားခဲ့ပါတယ်ဖြစ်တိမှုကိုတွေ့ပြီးရဲဆိုတာကအဲ့ဒါလေပြင်မကနေကမ်းမလော်တယ်ဝင်လာမဲ့ယာမန်တမယောက်ကိုအဲ့ဒီတွေ့ပြီးမူကဒါစီပေးနေတယ်အဲ့ဒီရဲ့ဒါစီကိုဒူပါဘူကတိတ်မလွယ်ဘူးလို့မာလင်ကပြောလိုက်ပါတယ်မယ်လီယိုရက်တိုက်ခိုက်လိုက်တဲ့ဇေဒရီကတော့ပုံရင်းရောင်ပဲဖြစ်နေခဲ့တာဒါကတောင်ကြောက်ဆိုတာကိုနင်တိတာတောင်မှထွက်လာပြီးတော့တိုက်ခိုက်ခဲ့တာပဲဆိုတော့မယ်လာစကူလာရဲ့တန်ကထွက်လာပါတယ်ကြည့်ရတာတော့နင်ဇေဒရီကိုတော်တော်တင်းနေတဲ့အထင်နဲ့မယ်လီယိုရက်စာမလို့ဆိုကပိုးအိမ်တိုက်ွက်နဲ့မယ်လီယိုရက်ကိုချုပ်သွားဖို့လုပ်ပါတယ်ဒီတိုက် ွက်ကိုတီးနေတဲ့ဘန်ကအပြေးလိုက်သွားခဲ့ပေမဲ့အဖမ်းခံလိုက်ရပြီပဲဖြစ်တဲ့ဒီမျိုးရဲ့အလင်မှာမော်စွာငွေတက်တွေကိုခန်းစားနေရတယ်လို့ဂိုဒါကပြောတာကြောင့်လိုက်သွားဖို့အတွက်လုလိုက်ကြပါရယ်မျိုးထဲမှာပျက်စီးကျွရင်းနေတဲ့တစားပြင်ကဲတို့ယူစုတွေကိုလည်းတွေ့နေရပါရယ်ဟဲဘရန်ကပတ်ဝန်းကျင်ကိုတေချာကြည့်ဖို့ကင်းကိုပြောလိုက်ကအနည်းဆုံးလူတစ်ထောင်လောက်တက်ခံရရတာကိုတွေ့လိုက်ရပြီးမုံတီးနေတဲ့ယူကြောက်တွေကအလွှားလာခဲ့ကြပါရယ်ဒါတားမြစ်ထားတဲ့ဂျိန်စာကိုတေသူတွေရဲ့ပူဆွေးမှုပေါ်မှာတုံ့ကြတာလို့ထွက်ပေါ်လာတဲ့ရန်ညိုးပွဲဝိညာဉ်တို့ရာချင်းမော်ပညာလို့မာလင်ကပြောလိုက်တယ် ဒီလိုနဲ့ဒူစီရိုက်ခုနှစ်ပါးတို့ကအယိုးစုတွေကိုရှင်းလင်းပြနေကြပြီးမယ်လီယိုဒက်စ်ကတော့ပိုးအိမ်ထဲမှာမယ်လာစကူလာရဲ့ကစားတာကိုခံနေရပါတယ်။တကယ်တော့မယ်လီယိုဒက်ရဲ့စွမ်းအားတွေကိုစုပ်ယူပြီးမယ်လာစကူလာကအယိုးကြောင်းတွေပေါ်မှာတက်တွင်းနေကြတာလည်းဖြစ်ပါတယ်။မယ်လီယိုဒက်ရဲ့စွမ်းအားတွေကိုများများစုပ်ယူလေအယိုးစုတွေကပုံတန်ပါလီဖြစ်ပြီးအခုအချိန်ကမယ်လီယိုဒက်နဲ့ဒူစီရိုက်ခုနှစ်ပါးတိုက်ခိုက်နေတယ်လို့တောင်ဖြစ်နေခဲ့ပါတယ်။မယ်လီယိုဒက်ရဲ့နှုတ်လက္ခဏာစွမ်းအားတွေနဲ့တက်ရှင်နေတဲ့အယိုးကြောင်းတွေကိုဖျက်ဆီးလို့ရတဲ့တူဦးတဲတော်သူကတော့အပေါင်းလက္ခဏာဆောင်သူကစကနောပဲဖြစ်ကအကုန်လုံးကိုမီယိုပြနေခဲ့တယ်။မင်းရဲ့လက် ါကရည်စရာပဲဒူစီရိုက်9ပါးဆိုတာကပညတ်တော်10ပါးကိုခြေမုံဖို့တူတူစုဝေးနေတဲ့ကန်ဂျမာရဲ့မဟာမိတ်တွေပဲသူတို့ကိုရောမတွက်နဲ့လို့မယ်လီယိုဒက်စ်ကပြောလိုက်တယ် အဲ့ဒီနောက်တော့မေလာစကူလာကအယိုးချောက်တကောင်နေစီကိုဇွမ်းအားတွေကိုပို့လိုက်တဲ့အခါမှာတော့အတံမာဆုံးဝိညာဉ်ပုံစံကိုပြောင်းသွားခဲ့ပါတယ်။ဒီကောင်ကြီးကဒီဇွမ်းအားတွေကိုခံနိုင်မှာမဟုတ်ဘူး။ဒီကောင်ကြီးလက်ခံနေတဲ့ဇွမ်းတွေကမိစ္ဆာဘရင်ကြီးပြီးရင်ဇွမ်းအားကြီးဆုံးလူရဲ့ဇွမ်းတွေလေ။ငါတို့ကပ္ပတိန်ကိုရှော့မတ်တွက်စမ်းပါနဲ့လို့မာလင်ကပြောလိုက်ပါတယ်။တကယ်လဲယိုးချောက်ကြီးကပောက်ွဲထွက်သွားတာကြောင့်မေလာစကူလာတောင်မှပါဇက်ဟောင်းတာဖြစ်သွားရပါတယ်။ဘာဖြစ်လို့လဲမေလာစကူလာနင်ပါဇက်ဟောင်းတာကြီးဖြစ်နေပါလားဆိုပြီးမာလင်ကပြောတော့မေလာစကူလာကတော့ပြုံနေပါတယ်။အဲ့ဒီရဲ့ချင်းဇွမ်းတခုခုကိုခံစားလိုက်ရတာကြောင့် ကိုလူတို့အာယုံစူးစိုက်ထားကြဟာသူတို့တွေကငါတို့စိတ်ကိုဒိန်ချိုးဖို့ကြိုးစားနေတယ်လို့မာလင်ကတတိပေးလိုက်ပါတယ်ဟဲဘရန်ကတော့ကန္နာကိုဆုံးရှုံးသွားတဲ့ဝိညာဉ်တွေနဲ့သူတို့ရဲ့တိစိတ်ရာစုကုန်ကြပြီလို့တတိပေးပြီးတဲ့နောက်မှာတော့ဒီယာနဲ့တယောက်ဟာဒိန်ချိုးတာကိုခံလိုက်ရပါတယ်ဒီယာနဲ့စိတ်ထိန်ချိုးခံလိုက်ရတာကိုတီးတဲ့အဲလင်ကကိုညီဖို့အတွက်ကြိုးစားထားပေမဲ့မထနိုင်ပြင်နေခဲ့တာကြောင့်ငါလဲတူတူလိုက်မယ်လို့အဲလီစ်ဘတ်ကပြောလိုက်တယ်ဒီယာနဲ့ကတော့ဒိုးရဲ့ကားခွက်ကိုတုံးပြီးတိုက်ခိုက်နေခဲ့ပါပြီသူ့ပုံစံကစိတ်ညှိုးခံရတာတို့ထင်အောင်ထင်မှားဖြစ်နေတဲ့ပုံစံမျိုးမဟုတ်ဘူးအသက်ခံရ တဲ့လူတွေရဲ့ပူဆွေးမှုနဲ့ပူကတာကိုဒီမှာကခံလိုက်ရတဲ့ပုံပဲလို့မာလင်ကပြောလိုက်ပါတယ်။ရုပ်ပိုင်းဆိုင်ရာနဲ့မော်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတို့ကဒီအသေးကောင်တွေရဲ့ပူဆွေးမှုကိုထိခိုက်အောင်မလုပ်နိုင်တဲ့ပုံပဲ။ငါ့ကိုခွေလို့ပါဟာလီကွင်းလို့ဟဲဘရန်ကလည်းပြောနေပါတယ်။မာလင်ကလည်းနင်တို့တိုက်ခိုက်နေတဲ့အချိန်မှာဒီမှာကိုပါတက်ပြဖို့နည်းနည်းများတော့ပြင်ဆင်ထားကြလို့ပြောလိုက်ပြီးအခုချိန်မှာဒီဟာနဲ့ကိုတိုက်ခိုက်မယ်ဆိုရင်ငါတို့အားလုံးမှရှိတဲ့ဇွန်နေအားလုံးကိုတုံ့ရလိမ့်မယ်လို့ပြောလိုက်ပါတယ်။ကင်းကားတော့စကားနဲ့ပြောဖို့ကြိုးစားပေမဲ့ဒီဟာနဲ့ရဲ့ဒီဟာကိုပဲခံလိုက်ရကအက်စကာနိုရဲ့ထူတာကိုတောင်မှဒီဟာနဲ့က ဘာမှမပြစ်သွားပါဘူးအတီးခံလိုက်ရတဲ့ကင်းကအုတ်ထုတ်ခံသွားလို့ဒီကိုက်မှုနေသွားပေမဲ့တန်ရာတော့ပြင်းထန်ပါတယ်ဂိုတာကဒီယာနဲကိုစိတ်ညို့ပြီးတော့သူ့ရဲ့စိတ်တွေကိုဝင်သွားခဲ့ကကင်းကနင်းကိုဘလောက်တောင်စိတ်မှုနေလဲဆိုတာကိုနင်းသိတဲ့နဲ့ငါပြောတာကိုပြန်ပြေးပေးပါလို့တော့ပြောလိုက်ပါတယ်အဲ့ဒီတော့မှအတွင်းစိတ်တဏီယာထဲမှာထိုင်ကုန်နေတဲ့ဒီယာနဲကိုတွေ့လိုက်ရကငါကတော်တော်ဆိုးရတဲ့ကောင်မလေးပဲကင်းနဲ့ငါတို့ချင်းချင်းချင်းနေမှန်းတီးကြတဲ့အချိန်မှာအယန်းကိုဝန်တာခဲ့တယ်အဲ့ဒါကြောင့်အဲလိစ်ဘတ်ကိုလည်းပျော်ရွှင်စေချင်ခဲ့တယ်အခုတော့ငါအပြစ်ကြောင့်အဲလိစ်ဘတ်ကတရားတော်မယ်ဆိုတာဝန်နေနေပါတယ်တနာ ားစရာကောင်းပါလေနင်းရဲ့စိတ်ဓာတ်ရာတွေကိုလူစိုးတွေကတုံ့ကြခဲ့တာပဲလာပါငါနဲ့အတူတူပြန်လိုက်ခဲ့ကင်းကားနင်းကိုစောင့်နေတယ်ဆိုပြီးကိုတာကတွားခေါ်ခဲ့ပေမဲ့ဒီကနာကိုငါပိုင်တယ်မပေးနိုင်ဘူးဆိုတဲ့ဝိညာဉ်တွေကြောင့်အရာမဝင်ဖြစ်သွားပါတယ်ဒီအာနယ်ရဲ့ခန္ဓာကိုယ်ကိုလည်းသူ့ကိုယ်သူတတ်တဲ့အောင်ထိုးတက်နေပြီးဖြစ်တာကြောင့်ဟဲဘရန်ကတားလိုက်ပါတယ်နင်းရဲ့ရံညိုးတွေနဲ့မျက်တွေကိုပုံချတင်တဲ့လူကငါပါဟာမှားယွင်းနေဆိုဆိုမူအောင်မှာနင်းလိုပြင်းမဲ့တဲ့ပြည်တွေကိုတက်ပစ်ခဲ့တာကငါဆိုတဲ့ဟဲဘရန်ပါလို့ပြောလိုက်ပါတယ်အဲဒီတော့မှဝိညာဉ်တွေကအဲဒီတော့ငါပေါ်လာခဲ့တဲ့နတ်တငယ်ကနင်းပဲလို့ပြောကအ ကုန်လုံးကသူတို့ကိုတက်ခဲ့တဲ့ Hebron ကိုတွေးမိသွားခဲ့ကြပါတယ်။အရင်ချိန်တုန်းကလူသားတွေကိုမုံတီးနေတဲ့ Hebron ဟာကိုလန်ကလူတွေအားလုံးကိုတပ်ပစ်ခဲ့ပြီးဒီရိုးပုံတွေအားလုံးဟာ Hebron ရဲ့လက်ချက်ပဲဖြစ်ပါတယ်။နင်းကိုငါတို့မှတ်မိပြီးငါတို့ကိုတက်ခဲ့ပြီးတော့ငါတို့မျိုးကိုဖျက်ဆီးခဲ့တဲ့နတ်တငယ်ကနင်းပဲလို့ပြောကာ Hebron ရဲ့အုတ်ထုတ်လေးကိုဖျက်ဆီးနေကြပါတယ်။နှုတ်ဆက်ခဲ့ပါတယ် Harley Quinn မင်းရဲ့ချက်စုံတငယ်ချင်းပြစ်ခွင့်ရတဲ့အတွက်လည်းဝမ်းသာပါတယ်။ဒီအားနဲ့ကိုပျော်ရွှင်အောင်ထားပါဆိုပြီးတော့ Hebron ဟာနှုတ်ဆက်သွားခဲ့တယ်။ Hebron ရဲ့ဝိညာဉ်ကိုလက်စားချပြီးတဲ့နောက်မှာတော့စိတ်ကျေနပ်မှုရသူတွေကရသွားပြီးမဲ့ မရသေးတဲ့ဝိညာဉ်တွေကလည်းကြံနေပါသေးတယ်။အဲ့ဒီဝိညာဉ်တွေကိုနှင်ထုတ်ပေးခဲ့တဲ့သူကတော့အဲလစ်ဘတ်ပဲဖြစ်ပါတယ်။နင်ကငါ့အတွက်ဘာလို့လုပ်ပေးရတာလဲလို့အပြစ်ရှိစိတ်ဝင်နေတဲ့ဒီယာနယ်ကမေးတဲ့အခါဘာဖြစ်လို့လဲဆိုတော့နင်ကငါကယူဆိုင်တဲ့တငယ်ချင်းမလို့လေ။တငယ်ချင်းကိုကယ်တာကဘာဒူးဆန်းလို့လဲလို့အဲလစ်ဘတ်ကပြန်မေးလိုက်ပါတယ်။